United အသင်းက Aston Villa အသင်းထံအငားချထားတဲ့တိုက်စမှု Rashford ကိုလာမယ့်နေရာဒီအပြောင်းရွှေ့မှာပုံတန်း40နဲ့အပိတက်ရောင်းချဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒါပေမဲ့ Aston Villa အသင်းက Rashford ကိုဝယ်ယူဖို့အတွက်ပထမဆုံးရွေးချယ်ခွင့်မရှိဘူးလို့သိရပါတယ်။ Aston Villa အသင်းကပြီးခဲ့တဲ့ဇန်နဝါရီမှာ Rashford ကိုအငားနဲ့ခေါ်ယူခဲ့ခြင်းက ရာဒီကုံမှာပေါင်တန်း၄၀နဲ့အပိတက်ခေါ်ယူနိုင်မဲ့အချက်စာချုပ်ထဲမှာပါဝင်ခဲ့ပါတယ်။ United အသင်းကတော့လာမယ့်နေရာဒီအပြောင်းရှိမှာ Rashford အတွက်သူတို့တတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေကိုပေးချေနိုင်တဲ့ပဲတင်မဆိုအပြောင်းရွှေ့အတွက်လွတ်လပ်စွာဆွေးနွေးမှုတွေပြုလုပ်ခွင့်ရှိတယ်လို့ပြောထားတာပါ။ Rashford ကလက်ရှိချိန်မှာတန်ရာကြောင့်ဒီရာဒီလက်ကျန်ပွဲဒီမှာ Aston Villa အသင်းအတွက်ပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။ Rashford က Aston Villa အသင်းအတွက်18ပွဲပါဝင်ကစားခဲ့တာမှာ၄ဂိုးသွင်းပြီး6ဂိုးဖန်ပြီးကခြေစွမ်းပြသနိုင်ခဲ့တာပါ။ United အတင်းနဲ့2028ခုနှစ်အထိစာချုပ်ရှိနေတဲ့ Rushbow ဟာဇူလိုင်အစမှာရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ Carrington လေ့ကျင့်ရင်ကွင်းကိုပြန်လာရဖို့ရှိနေပါတယ်။ United အတင်းရာ Rushbow ကိုရောင်းချဖို့စီစဉ်ထားပေမဲ့အဆင်မပြေခဲ့ရင်လည်းနောက်ထပ်အင်္ဂါချဖို့ဖြစ်နိုင်ပွဲရှိနေတာပါ။ Rushbow က Champions League ပြန်ပွဲရှင်ပြိုင်မဲ့အတင်းထံပြောင်းရွှေ့ခြင်းကြောင့်ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အင်္ဂလန်ကစားသမားဟာနီပြအာမိုရင်လက်ထက်မှာ United အတင်းအတွက်ပြန်လည်ကစားပြွေးပွဲမရှိလို့ ်ထွက်ခွာတာကအသိန်းထွက်ရောကစားသမားအတွက်ပါအကောင်းဆုံးဖြစ်နိုင်တယ်လို့သုံးသပ်ထားကြတာပါ။ Rushbo ကလက်ရှိအချိန်မှာတန်ရာကနေအမြန်ဆုံးပြန်ကောင်းနိုင်မှုလှုပ်ဆောင်နေပြီးလာမယ့်ဂျွန်လာထဲရှင်ပြိုင်မဲ့အင်္ဂလန်အသင်းရဲ့ပွဲဒီမှာပါဝင်နိုင်မှုအမျိုးနည်းနေတာပါ။အင်္ဂလန်အသင်းဟာဂျွန်လာထဲမှာ2026ကမ္ဘာဖလားခြေစစ်ပွဲအဖြစ်အန်ဒိုရာအသင်းခြေစစ်ပွဲအဖြစ်ဆီနီဂေါအသင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။